ကိုဝင်ရှင်းနေပြီးကလေး83ရောင်မွေးရတော့မယ်ကဘာပထမဆုံး AI အမျိုးသမီးဝင်ကြီးပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒင်းကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအကြောင်းလေးကတော့ဘော့ဂန်ဒီတာနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ အယ်ဗေးနီးယားကပါပဲအရင်မှဒဲလာဆိုတဲ့အမျိုးသမီးဝင်ကြီးတဦးရှိပါတယ်ဒါပေမဲ့သူကလူသားစစ်စစ်တော်မဟုတ်ပါဘူး AI ဝင်ကြီးဖြစ်ပါတယ်အခုတော့အဲ့ဒီအမျိုးသမီးဝင်ကြီးကကိုဝင်ဆောင်ထားရပြီးကလေး73ယောက်မွေးတော့မယ့်အခြေအနေတွေလည်းရှိနေရပါ AI ကနေမွေးတာဖြစ်တဲ့အတွက်သူကလေးတွေကလည်း digital ကလေးတွေဖြစ်မှာပါဒီတဲ့င်းကိုအယ်ဗေးနီးယားဝင်ကြီးချုပ်ကိုယ်တိုင်ကအတည်ပြုခဲ့တာပါဘာလို့ AI ဝင်ကြီးကကိုဝင်ဆောင်ကလေးမွေးရတာလဲ သူ့ရဲ့ကလေးတွေကဘာဆက်ဖြစ်မှလဲဆိုတဲ့အဖြေကိုတော့ဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ပါဦးနော်ဒေလာကို2025ခုနှစ်ဇန်နဝါရီမှာကဘာကြီးနဲ့စတင်မိတ်ဆက်ပေးခဲ့ပါတယ်။စာသားနဲ့အတန်အခြေပြု chatbot တစ်ခုဖြစ်ပြီးတော့ Alvinia အစိုးရဝန်ဆောင်မှု portal ပေါ်မှာအသုံးပြုနိုင်ပါတယ်။ဒေလာကပေါ်သေးသေးတော့မဟုတ်ပါဘူး။ Microsoft နဲ့ပူးပေါင်းပြီးတိစောက်ထားတာပါ။သူ့ရဲ့တာဝန်ကရှင်းရှင်းလေးပါပဲ။ Alvinia နိုင်ငံသားတွေအစိုးရစာရွက်စာတမ်းရယူတဲ့နေရာမှာကူညီဖို့ အစိုးရအုပ်ချုပ်ရေးဆိုင်ရာမိကုန်းတွေကိုဖြည့်ဆို့ပေးဖို့နဲ့ဆောင်ရွက်ဆောင်လန်းလုပ်ငန်းတွေကိုပုံပြီးတော့မြန်ဆန်ချုံးမှုရအောင်ပါဒီလုပ်ငန်းစဉ်တွေကလူတွေနဲ့ဆိုရင်တော်တော်ကိုအလုံးရှုပ်တဲ့ကိစ္စတွေလည်းဖြစ်ပါတယ်ဒေလောင်ကလည်းအဲ့ဒီကိစ္စကိုအဆင်ပြေပြေလုပ်နိုင်ခဲ့ရပါဒီလိုနဲ့စက်တင်ဘာလရောက်တဲ့အခါမှာတော့ဒေလာလည်းယာဒူးခုံတက်သွားပါတယ်အယ်ဗေးနီးယားအစိုးရကနိုင်ငံတော်ဆိုင်ရာညံရီတုဝင်ကြီးဆိုပြီးတော့ခန့်အပ်လိုက်လို့ပါဒီလိုနဲ့ကမ္ဘာပထမဆုံး AI အစိုးရအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ် အစိုးရအဖွဲ့တွေမှာ AI ကိုအသုံးပြုတဲ့အရွယ်ချက်ကလည်းရိုးရှင်းပါတယ်။ algorithm ကိုလက်ထိုးလို့မရပါဘူး။အဂတိလိုက်စားမှုတွေမဖြစ်ဘူးဆိုတဲ့အကြောင်းပြချက်ပါ။ပြောရရင်ဒီနိုင်ငံလေးကလည်းအဂတိလိုက်စားမှုတွေနဲ့အသားကျနေရပါ။အစိုးရအဖွဲ့ကလည်းအဲ့ဒါကိုပြင်ဆင်ကြပါတယ်။ဒလာပေါ်လာတဲ့အခါစာရွက်စာလန်လုံရတဲ့ကိစ္စတွေမှာအဂတိလိုက်စားမှုတွေညှိနှဲသွားတာလည်းအမှန်ပါ။ နိုင်ငံသားတွေအတွက်အပြစ်အနာအစာခင်းတဲ့ဝင်ကြီးတူလေးဖြစ်လာပါရယ်ဒီလိုအစဉ်ပြေနေပေမဲ့ဒေလာမှာကလေး83ရောက်ကိုဝင်ဆောင်ထားရတယ်ဆိုတဲ့တဲ့ရင်ထွက်ပေါ်လာပြီးမှကရက်တွေထလာခဲ့ရပါဝင်ကြီးချုပ်အီဒီရောမှာကတော့သူ့ရဲ့ AI ဝင်ကြီးက digital ကလေး83ရောက်မွေးဖွားပြီးအဲ့ဒီကလေးတွေအားလုံးက digital laptop တွေထပ်ဖြစ်လာလိမ့်မယ်လို့ကြေညာခဲ့ပါရယ်အဲ့ဒီ digital laptop တွေကဝင်ကြီးချုပ်ရဲ့ပါတီဖြစ်တဲ့ social party ကအမတ်တအူးချင်းစီထံမှာတာဝန်ထမ်းဆောင်ရမှာပါပါ တို့ကအမတ်တွေနဲ့တဘာတဲလိုက်ပါပြီးတော့အစည်းအဝေးမှတ်တမ်းတွေယူမှတ်စုတွေထုတ်ငင်းခုံဆွေးနွေးပွဲတွေမှာဘလိုမျိုးတုံ့ပြန်ရမလဲဆိုတဲ့ကိစ္စတွေကိုအခုညီပေးသွားမှာဖြစ်ပါတယ်။အရင်ကပြဿနာမရှိပေမဲ့ဒယ်လာကကလေး83ရောင်မွေးပြီးဆိုရှယ်လစ်ပါတီကအမတ်တွေရဲ့ digital လက်ထောက်လုပ်မယ်ဆိုတဲ့အချိန်မှာပြဿနာတွေရှိလာပါတယ်။တခြားအမတ်တွေကလည်း Albania ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှတရားမှာဝင်ကြီးအလုံးအားတဘာဝလူပုဂ္ဂိုလ်ဖြစ်ရမယ်လို့ပြဋ္ဌာန်းထားတာကိုထောက်ပြခဲ့ပါတယ်။ ်ဒါကြောင့်ဒယ်လာမာနိုင်ငံသားအခွင့်အရေးမရှိကြောင်းကလေးမွေးခွင့်လည်းမရှိကြောင်းစတဲ့အဝေဖန်မှုတွေထွက်ပေါ်လာပါတယ်နောက်ပြီးတော့အစဉ်ပြေတဲ့ချိန်မှာပြဿနာမဟုတ်ပေမဲ့အေယံဝင်ကြီးကဆုံးဖြတ်ချက်အမှားလုံးပြီးတဲ့အခါအ ဘသူကတာဝန်ယူမလဲဆိုတဲ့မိကုန်းနေလဲထွက်ပေါ်နေရပါကုတ်ရေးတဲ့သူကိုလားနိုင်ငံရေးသမားတွေကိုလားဒါမှမဟုတ် AI ဝင်ကြီးကိုပဲလားစသဖြင့် AI ဝင်ကြီးကလေးမွေးမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ Albania မှာပွဲဆိုနေကြတာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်